အလုတ်ဆိုတာအမြဲတမ်းပျော်နေဖို့မလိုဘူးအလုတ်ရဲ့သဘောတဘောဝကိုနားလည်ထားဖို့ပဲလိုတယ်အလုတ်ရဲ့သဘောတဘောဝကိုနားလည်ထားမယ်ဆိုရင်တခါတလေမှကျွန်တော်တို့စိတ်ထွက်ပေါက်ချစရာမလိုဘူးကျွန်တော်ကတော့ကိုယ်စင်မှာကျွန်တော်တစ်ဖက်မှာလည်းကျွန်တော်ကုမ္ပဏီဝန်ထမ်းလည်းလုပ်တယ်တစ်ဖက်မှာလည်းကျွန်တော်လေ့လာသင်ယူရတာကိုဝါသနာပါတဲ့အတွက်ကျွန်တော်ရဲ့လေ့လာသင်ယူမှုတွေကျွန်တော်ရဲ့အသွေးအကြုံတွေကျွန်တော်ရဲ့အသိပညာတွေကိုမျှဝေပေးတဲ့သူတယောက်ဖြစ်ပါတယ်အဲ့တော့ဒီနေ့ကျွန်တော်ပြောချင်တဲ့အကြောင်းအရာကအလုတ်မှာအလုတ်ဆိုတာကျွန်တော်တို့အမြဲတမ်းပျော်မှလှုပ်လှုပ်ရတာမဟုတ်ဘူးကျွန်တော်တို့ ်ပြင်းရင်လည်းလုံနိုင်ရမယ်စိတ်ကြီးရင်လည်းလုံနိုင်ရမယ်အဲ့ဒီသဘောတရားလေးကိုနားလည်ထားဖို့ပဲလို့အမြဲတမ်းပျော်တဲ့အလုပ်ဆိုတာလည်းမရှိဘူးကိုယ့်အိမ်ကကိုနေရင်တောင်မှအမြဲတမ်းပျော်ရယ်ဆိုတာမရှိဘူးအဲ့တော့ကျွန်တော်ကျွန်တော်ဟိုးကျွန်တော်ငယ်ငယ်တုန်းကကျွန်တော်6တန်းခွနဲ့တန်းလို့ပြောကျွန်တော်ကြောင်အရန်ထွက်ချင်တာညနေကျတော့ကျွန်တော်အဖေကိုပြောတယ်ကျွန်တော်ကြောင်ထွက်ချင်တယ်ပေါ့အဲ့တော့အဖေကကျွန်တော်ပြန်ပြောတယ်ဘာလို့လဲပေါ့ကျွန်တော်ပြင်းလို့ပေါ့နော်အဲ့တော့အဖေကကျွန်တော်ပြောတယ်အမြဲတမ်းပြင်းနေဆိုတာလည်းမရှိဘူးအမြဲတမ်းပျော့နေဆိုတာလည်းမရှိဘူးတဲ့အဲ့ဒီ ဲ့ဒီနေ့မှာပဲကျွန်တော်နောက်ရက်ရောက်တော့ကျွန်တော်ပြောတယ်အဲ့တော့ကျွန်တော်ပြန်အဖေပြောခဲ့တဲ့စကားလေးကျွန်တော်စိတ်ထဲမှာပြန်ဆွဲလာရင်းထဲမှာမနေ့ကငါပြင်းနေဒီနေ့ငါပြောတယ်အဲ့ဒီသဘောတရားလေးကိုကျွန်တော်အဲ့ဒီအတိတ်အရွယ်မှာနားလည်ခဲ့တာအခုဒီအတိတ်အရွယ်ကြီးကျွန်တော်စိုက်တလောက်ပြင်းစိုက်တလောက်စိတ်ညစ်ကျွန်တော်အများတန်းပြင်းနေဆိုတာမရှိဘူးအများတန်းစိတ်ညစ်တယ်ဆိုတာမရှိဘူးကျွန်တော်စိတ်ထဲမှာအလိုလိုဝင်လာတာအဖေပြောတဲ့စကားအဲ့ကြောင့်မလို့အလုပ်ဆိုတာလည်းအဲ့လိုပဲလုပ်ငန်းရဲ့သဘောတဘာဝကတစ်ခါတလေမှာပြောမယ်တစ်ခါတလေမှာပြင်းမယ်တစ်ခါတလေမှာစိတ်ညစ်မယ်ကျွန်တော်တို့ လူတွေအများကြီးနဲ့အပေါင်းဒီလုတ်ဖို့ကြိုင်မဲ့တွေအများကြီးနဲ့အလုပ်သူလုပ်ရတာဖြစ်တဲ့တော့ကျွန်တော်တို့စိတ်သက်တယ်မတူဘူးလူမျိုးတွေမတူဘူးဘာသာတွေမတူဘူးပညာပညာရည်ချင်းတွေမတူဘူးအမြင်တွေမတူဘူးအဲ့တော့အဲ့လိုမတူတဲ့လူတွေအများကြီးနဲ့လုတ်ရတာဖြစ်တဲ့အတွက်ကျွန်တော်တို့တစ်ခါတလေမှာနားလည်မှုတွေလွဲမယ်စိတ်တွေညံ့မယ်ငိုမယ်ရီမယ်ပျော်မယ်အလုပ်ရဲ့သဘောဝကိုအဲ့လိုမျိုးအဲ့ဒီသဘောတရားလေးကိုကိုကတိထားလို့ရှိရင်ခဏခဏစိတ်တွေပေါက်ရှာစရာမလိုတော်ယုံတန်ယုံပြင်းနာတယ်မှာကျွန်တော်တို့ အဲ့ဒီသဘောတရားလေးကိုသိလိုက်တာနဲ့အပြင်းပြေသွားလိမ့်မယ်အဲ့တော့ကျွန်တော်တို့ငယ်တုန်းကဆိုရင်ဗျာကျွန်တော်တို့ပြင်းလို့ဆိုရင်ကျွန်တော်တို့စိတ်ထွက်ပေါက်ချာတယ်တကယ်ချင်းနေနဲ့ရှောက်သွားတယ်ကျွန်တော်တို့အလုပ်တွေပြောင်းတယ်ဒီအလုပ်မှာအဆင်မပြေကျွန်တော်တို့ချက်ချင်းပဲကျွန်တော်တို့ချက်ချင်းပဲဆုံးဖြတ်ချက်တွေချလိုက်တယ်နောက်တလို့ပြောင်းတယ်အဲ့တော့အဲ့နောက်နောက်လို့မှာလည်းကျွန်တော်တို့အဆင်မပြေချက်ချင်းပဲဆုံးဖြတ်ချက်တွေချတယ်နောက်တလို့ပြောင်းတယ်အဲ့လိုမျိုးလာဆိုရင်ကျွန်တော်တို့အယွယ်တစ်ခုကိုရောက်လာတဲ့အခါမှာအယွယ်နဲ့လိုက်တဲ့အင်ကန်တစ်ခုအယွယ်နဲ့လိုက်တဲ့ဝင်ငွေတစ်ခုဝင်ရမယ်အယွယ်နဲ့လိုက်တဲ့ယာစုတစ်ခုလိုက်လာရမယ် ဲ့လိုမျိုးမလိုက်လာဘဲနဲ့ဖြစ်သွားတတ်တယ်အဲ့တော့ငယ်တုန်းအခါမှာမစက်သေးသားရင်ကြီးတဲ့အချိန်မှာပြန်စက်သေးရမယ်အဲ့တော့ငယ်တုန်းအခါအောင်မြန်မြန်စက်သေးထားတော့ကျွန်တော်တို့မြန်မြန်အောင်မြင်တယ်ဗျာမြန်မြန်ဒီမြန်မြန်မြန်အဆင်ပြေတယ်အဲ့တော့ငယ်တုန်းအခါမှာမစက်သေးကျွန်တော်ကြီးရင်ပြန်စက်သေးရမှာပဲအဲ့တော့ဒီငယ်တုန်းအခါကိုကျွန်တော်တို့စက်သေးပြက်ဖို့ကျွန်တော်ဒီဗီဒီယိုလေးကိုရိုက်လိုက်တာပေါ့နော်အဲ့တော့ဒီဗီဒီယိုလေးကလည်းအားလုံးပြအချိုးရှိမယ်လို့ကျွန်တော်မျှော်လင့်ပါတယ်တကယ်လို့ကိုယ့်အတွက်အချိုးရှိရဆိုရင်လည်းအချိုးရှိရဆိုတော့ comment မှာရေးပေးတော့ပါဦးအားလုံးလည်းကျေးဇူးအများကြီးတင်ပါတယ်